နီဥပရေတ73အကူအညီတောင်းတက်ပါစေသဘောတရားတပားသူစီကနေမဖြစ်မနေအကူအညီတောင်းခံဖို့အကြောင်းရှိလာခဲ့ရင်ကို့ကြွေးကျေးဇူးကိုပင်ပန်းခံပြီးရှင်းပြမနေနဲ့အကြောင်းအမျိုးမျိုးပြပြီးညင်းလိုက်မယ်အဲ့ဒီအစားမလောက်ဆရာတွေနဲ့မြားပြီးအကူအညီတောင်းရတယ်ဒါမှသာ စိတ်လိုလက်ရကူညီဖို့ရကမ်းလန်းလာလိမ့်မယ်နေ့စဉ်ကို့ထက်အရှိန်အဝါကြီးသူအစဉ်အတန်းရှိသူ မြင့်သူမြတ်သူတွေစီကနေအကြောင်းအမျိုးမျိုးကြောင့်လူတိုင်းလူလူအကူအညီတောင်းခံကြရတယ်။ဒါပေမဲ့အဲ့ဒီလူအကူအညီတောင်းခံတဲ့နေရာမှာသူ့နီလန်းတဲ့သူတည်တန့်ရှိပါတယ်။တပ်ဖက်သားရဲ့အထာကိုသဘောပေါက်မှ ကိုလိုချင်တဲ့အရာကို တောင်းခံလို့ရတဲ့နေမျိုးဖြစ်ပါတယ်။အဲ့ဒီလူအထာပေါက်ဖို့စနီးနာရင်လဲကို့အကျိုးရောသူ့အကျိုးအတွက်ပါ မျှော်မြေနိုင်အောင်မှအလုပ်ဖြစ်တဲ့နေဖြစ်ပါတယ်။အကူအညီကိုတော့ လူတိုင်းတောင်းနေကြပေမဲ့အများစုကကိုလိုချင်တာကိုပဲအကြောင်းပြပြီး တောင်းခံလေးရှိတာကြောင့်လိုတာမရရတာမလိုအနေအထားနဲ့တင် အဆုံးသက်သွားကြရတယ်။ကိုထက်အစဉ်တန်းရှိတိုင်းချမ်းသာကြွယ်ဝတိုင်းပြည့်စုံလုံလောက်တယ်လို့ယူဆရတိုင်းကိုကျိုးမယူပဲအကြောင်းမဲ့ကိုညီပေးလိုက်မယ်လို့တွေးထင်ထားတာကအလွဲကြီးလွဲနေတာပါ။အာကိုလိုရတိုင်းအပေးအယူမရှိပဲအကူအညီတောင်းခံရင် များသောအားဖြင့်အကြောင်းပြပြီးငင်းဆန်ကြပါလိမ့်မယ်။သူတို့အနေအထားအရမကူညီလို့လေအထွေအထူပြောင်းလဲသွားတာမှမဟုတ်ပဲ။တနာဖို့အလေးထားဖို့ကူညီဖို့ဆိုတာဝေးအဖတ်တောင်လှုပ်ချင်မှလှုပ်ကြပါလိမ့်မယ်။နောက်တစ်ချက်ကကို့ထက်အရှင်ယောဝါကြီးတိုင်းသူတို့မှလိုအပ်ချက်တွေမရှိတော့ဘူးလို့တလွဲယူဆလို့မရတာပါပဲ။ဩဇာရှိအာနာကြီးအရှင်အဝါမြင့်သူတွေက ကိုယ်တွေထပ်ပူပြီးလောဘကြီးပါတယ်လိုအပ်ချက်တွေပိုများပါတယ်အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းကျင်ကြပါတယ်အမျက်ရည်ပိုတွေးပါတယ်ဒါကြောင့်သူတို့အတွက်အကျိုးအမျက်မရှိနိုင်တဲ့တောင်းဆိုမှုတွေနဲ့အတနာခံလိုက်ရင်စိတ်မဝင်စားတဲ့အပြင်သူတို့ရဲ့တန်ဖိုးရှိအချိန်တွေအရင်အမျက်တွေကိုဖြုံးတိရာကြမှာစိုးရိမ်တဲ့အတွက်ကြောင့်အကိုအညီတောင်းခံလာသမျှကို အပိတ်စကားပြောပြီးညင်းပါလိမ့်မယ်ဒါကြောင့် အကိုအညီတောင်းခံဖို့ဆရာကြတဲ့ရမယ်တပတ်သားရဲ့စိတ်ကိုမြင်နိုင်ရမယ်ဂုံကိုမတ်တာလားငွေကိုမတ်တာလားဘာကိုမမောနိုင်တယ်လဲသိအောင်လုပ်ရမယ်သူ့မှာဖြည့်ရှင်းဖို့လိုအပ်နေတဲ့ပြဿနာရှိလားအကူအညီတံပြန်လိုအပ်နေမလားအောက်ခြေကစားလို့အကြောင်းစုံစုံစမ်းပြီးမှအပေးအယူသဘောနဲ့မလောက်เสียပြပြီးညှတဲ့ရမယ်စနစ်ရာစုတုန်းကမွန်ဂိုရီအနွေနဲ့ တရုတ်ပြည်ကြီးကိုသိမ့်ပိုက်မယ်လို့တော့ဒီအတိုက်နယ်မြေကိုသိမ့်ပိုက်နိုင်ုံလောက်စစ်ပြုကျင်ခဲ့တာမဟုတ်ပါဘူးနှစ်ပေါင်း2000မကရှည်ကြတဲ့တရုတ်လူမျိုးတွေရဲ့တမိုင်းကိုပါမြေလံပြီးဇက်မြုပ်ဖို့အတိစစ်ပြုကျင်ခဲ့တာပါမွန်ဂိုတွေရဲ့ခေါင်းဆောင်ချင်ကိခန်ရဲ့အမြင်မှာတရုတ်ပြည်ကြီးဆိုတာက သူ့မြင်းတွေအတွက်စားစရာစက်ကြတောင်မရှိတဲ့ဖုံးဆိုးမြေလိုဖြစ်နေခဲ့တာပါဒါကြောင့်လေတရုတ်ပြည်ကြီးကိုသိမ့်ပိုက်ခဲ့ရင်နန်းတော်တွေကအစား ြို့တွေအားလုံးကိုဖျက်ဆီးပြီးတရုတ်တွေကိုမျိုးတုံးအောင်လုပ်ပြီးမြက်တွေစိုက်လိုက်တာကမှကောင်းအောင်မယ်လို့ပြောခဲ့တာပါအဲ့ဒီလိုဖြစ်ရဆိုးကြီးမဖြစ်အောင်တရုတ်တွေအတွက်ရှေးဥကာကွယ်ပေးခဲ့သူကတော့စစ်သူရဲလည်းမဟုတ်စစ်သူကြီးလည်းမဟုတ်ဘယင်မဟုတ်တဲ့အာမန်လူတိုင်းတစ်ပါးသားတရုတ်လူမျိုးကွန်ပျူရှက်ဝါဒီရဲလူချူချိုင်ဖြစ်ပါတယ်တရုတ်လူမျိုးတို့ရဲ့ခေအဆက်ဆက်ထိမ့်သိမ့်နိုင်ခဲ့တဲ့ ယဉ်ကျေးမှုအစဉ်အလာတွေရဲ့အကျိုးကျေးဇူးကို နားလည်သူဖြစ်တာကြောင့်ချင်းကိခန့်ရဲ့အကြံပေးဖြစ်လာတဲ့အခါမှာတရုတ်နန်းတော်တွေကိုမဖြက်စီးပဲမွန်ဂိုရီအတွက်အကျိုးဖြစ်အောင်လုပ်လို့ရကြောင်းပြောလိုက်ပြီးတရုတ်တွေကိုအခွန်အခကောက်ခံပြီးမွန်ဂိုတပ်အတွက်အမျက်ထုတ်ဖို့တိုက်တွန်းခဲ့ပါတယ်။ရဲလူကျူးကျန်အကြံပေးတဲ့အတိုင်းချင်းကိခန့်လိုက်လုခဲ့ပါတယ်။တရုတ်ပြည်ကြီးတစ်ခုလုံးကိုတိုက်စစ်ပြု ဖြက်စီးသိမ်းပိုက်ပြီး နောက်ဆုံးအဖြစ် မြို့တော်ခိုင်ဖုံးကိုနှစ်ရှည်လာများဝင်းရံတိုက်ခိုက်ခဲ့ပါတယ်။သိမ့်ပိုက်နိုင်ခဲ့ရင်မြို့သူမြို့သားအားလုံးကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်ဖို့ခံက အမိတ်ထုတ်မယ်လို့တော့ရဲလူချူချိုင်ကတရုတ်ပြည်အနှံ့အသိပညာရှင်အသက်ပညာရှင်တိုင်းကမြို့တော်ခိုင်ပုံးမှာပဲစုနေတာဖြစ်တဲ့အတွက်သူတို့ကိုတတ်မှတ်အစားချင်ကဲခံအနေနဲ့အသုံးချတဲ့ကြောင်းအကြံပေးခဲ့လို့သာ ခိုင်ပုံးမျိုးကြီးမွန်ဂိုလက်အောက်ရောက်တော့ တဦးတယောက်မှတက်ဖြက်စီရင်ခြင်းမရှိခဲ့ပါဘူးတရုတ်ပြည်ကြီးအနှံ့စစ်ရုံးသားတဲ့မြို့ကြီးတိုင်းမှာကလေးပါမကြံတရုတ်လူမျိုးမှန်သမျှကွက်မြက်ခံခဲ့ရပါတယ်ဒါပေမဲ့ခိုင်ပုံးမျိုးတစ်မျိုးတည်းသာခံမသက်ပဲလူငယ်ခွင့်ပေးခဲ့တာဖြစ်ပါတယ်ရဲလူချူချိုင်အနေနဲ့ချင်းကိတ်ခံရဲ့စိတ်ကိုသိနေခဲ့လို့သာ အခုလိုတားနိုင်ခဲ့တာဖြစ်ပါတယ်အယိုင်းဆန်အကျန်းဆန်နဲ့တော်သားလိုအတွေးခေါ်လောက်နဲ့ တပ်ဖို့ဖျက်ဖို့လောက်တည်တဲ့ခံဟာရင်ကျင်းမှုအစင်လာတွေရဲ့တံပိုးကိုနားမလဲပါဘူးတံပိုးထားတဲ့နာတွေကိုမဖျက်ဆီးမိအောင်မလောက်เสียမျှလုံးတွေနဲ့လှည့်စားနိုင်ခဲ့လို့သာတရုတ်တွေရဲ့ရင်ကျင်းမှုအစင်လာတွေဒီကနေ့ အချိန်အထိကြံရင့်နိုင်တာဖြစ်ပါတယ်ဒါဆိုရင်ချင်ကိခံမတ်တာဘာဖြစ်မလဲချင်ကိခံရဲ့အရင်စိတ်တဲ့ရက်လူကျူးချိုင်ပြောသမျှကိုလက်ခံမိစေနိုင်ခဲ့တာဘာဖြစ်မလဲလောဘပါ ရှင်ကိခံရဲ့လောဘစိတ်ကိုအတုံးချပြီးမြားခဲ့တာပါလူတွေကကိုယ့်အတွက်အကျိုးရှိမယ်ဆိုတိုင်းဘာကိုမဆိုလှုပ်ရဲတယ်လို့ဘာကိုမဆိုလိုက်လျောနိုင်ပါတယ်ဘလောက်ပဲခက်ခဲနေပါစေခေါင်းငိတ်လိုက်ဖို့ဝင်မလေးပါဘူးဒါကြောင့်ဩဇာအာဏာအရှင်အဝါကို လိုချင်ရင်တပတ်သားရဲ့စိတ်ကို ဖတ်နိုင်အောင်ကြိုးစားသင်ယူပါအလေးထားတွေကိုတေချာတိမှတ်ပြီးအလေးအကျင့်အမှုအရာတွေရဲ့အတိတ်ပဲကောက်တက်အောင်ကြိုးစားလေ့လာပါ တဖက်လူရဲ့စိတ်အလိုကိုသိအောင်လုပ်နိုင်ရင်ကိုလိုချင်တာဟူသမျှကိုဖန်တီးရယူဖို့မခက်ခဲတော့ပါဘူးအလင်းဆုံးအမြန်ဆုံးနီးနဲ့ချမ်းသာကြွယ်ဝခြင်းရင်တပားသူတွေရဲ့အလိုကိုလိုက်ပြီးကိုကျိုးဖန်တီးတက်ရမယ်ဒါကြောင့်အကူအညီတောင်းခံရင်အတိတ်ကအကျိုးစီးပွားကိုချပြနေတာထက်လက်ရှိအနေအထားမှာရနိုင်မဲ့အကျိုးအမြတ်ကိုပြပြီးမျှခေါ်တက်ရမယ်သူများရဲ့စိတ်ကိုသိအောင်လုပ်ပါ တတ်မှတ်မောမှုကို လက်ကင်တုတ်ထားပြီးအလိုရှိရာကို ဖန်တီးရယူပါဒါဆိုရင်အကူအညီရမှုဆိုပေမဲ့တောင်းဆိုစရာမလိုပဲနှစ်ဖက်အကျိုးစီးပွားကိုတပြိုင်နက်တည်းပေါ်ဆောင်နိုင်ပါလိမ့်မယ်